ချိုးထားတာကိုတထောင်လို့ရောင်းပါတယ်တထောင်လို့ရောင်းနေဆိုတာဈေးနှုန်းဝယ်ရတဲ့ဈေးနှုန်းမြင့်သွားတဲ့ဟာမျိုးဆိုတာသူက၄ဆောင်းနဲ့အထက်တည်းဟိုက6000နဲ့ရှိတယ်တပိတ်ကောင်6000လုံးလာလို့ပါလို့ဆိုရခဲ့လို့ဆို9000ခဲ့လောက်ဝယ်ရတယ်အဲ့ဝယ်သားတို့ကတမျိုးတည်းရောင်းတယ်ဝယ်သားတို့ကလည်း లై ဖက်မျိုးကြာတန်ကျော်လေးနဲ့တို့ရောင်းပါတယ်ဓမင်းပြူပြင်းနဲ့တို့ရောင်းပါတယ်တနေ့စာတနေ့လို့ပြတ်ပါတယ်တနေ့စာတနေ့ဆိုကိုယ်ချိန်ထားတာပေါ့နော်ငါပဲချင်းနဲ့ပဲချင်းတွေ့ရင်ပဲချင်းတော့ဆိုလို့ရှိရှိဒီကကုန်နိုင်တယ် အဲ့လိုမျိုးအလိုတို့ပို့လျှော်လေးရောရှိတာပေါ့ကွာစားတော့မှာတော့ဒီလိုပဲနေ့တတူကြီးကတော့ပုံကျပုံကျကြားချက်တွလို့မရသူရောင်းတွက်မယ်နောက်ပြီးတော့ဝေးဖောက်တယ်နီးဖောက်တယ်စုံသွားတဲ့အခါမျိုးကြာရင်လည်းပြုံစုံပြီးတဲ့အခါကျရင်တော့အဲ့ဒီတော့နည်းနည်းရောင်းကောင်းပြီးဥမော်ပါတော့ထူထားတာကိုတထောင်လို့ရောင်းပါတယ်တထောင်လို့ရောင်းနေဆိုတာဈေးနှုန်းဝယ်ရတဲ့ဈေးနှုန်းမြင့်သွားတဲ့ဟာမျိုးဆိုတာသူက၄000နဲ့အထက်တူပေါ့ ကိုက6000နဲ့ရှိတယ်တပိတ်တော်6000လုံးသားတို့ပါလို့ဆိုရခဲ့လို့ဆို9000ခွဲလောက်ဝယ်ရတယ်အဲ့လာတော့အများနဲ့မရဘူးရတဲ့အခါကျပြန်တော့လုံးသားမှာအစားကြီးက3စားလောက်ရှိရအောင်သူကလူသိန်းသားရှိမယ်လူစားတဲ့အစားရှိမယ်နောက်ပြီးတော့ကိုနေတိုက်နေတဲ့လူရှိအဲ့ဒီလူတို့3စားဆိုတခုနဲ့တခုတော့မတူဘူးအစားစားကြီးရတော့လုံးသားမှာဆိုလို့လုံးသားဆိုလို့ညီလိုက်လို့လုံးသားလို့ပြောလို့မရဘူးကောင်းတဲ့ဟာရှိတယ်ညံ့တဲ့ဟာရှိတယ် လုံးလာမှာလုံးစားတော့ဖွဲ့တော့အချင်းမှာလည်းလုံးစားတော့ဖွဲ့မတန်းချင်းရှိတယ်အပြူချင်းရှိတယ်ရှော့ချင်းရှိတယ်အဲ့လိုမျိုးဒီပေါ့သူကဒါလှုပ်ထားတဲ့လှုပ်လာတဲ့တက်တန်းအရောက်မှာဘယ်ဟာဘယ်လိုဟာဘယ်ဟာဘယ်လိုဟာဆိုတော့ခွဲခြားစိတ်ကတက်လာပေါ့အဲ့လိုဦးတနေ့တနေ့ဘယ်နဲ့ပိတ်တာလဲတောင်းမကုန်ပါဘူးခုဒီဟိုနေ့လောက်မှာဆိုရင်တော့ဒါစစ်စစ်ပေါက်ပေါက်တကယ်ရောင်းကောင်းမယ်ဆိုရင်တော့30လောက်ပဲကုန်မှာ30 7နှစ်အဲ့လောက်လောက်ပေါ့တနေ့စာတနေ့ရောပြတ်ပါတနေ့စာတနေ့ဆိုတော့ကိုယ်ချိန်ထားတာပေါ့နော်ငါပဲချင်းနေပဲဆိုတော့ ပဲရှင်လောက်ဆိုလို့ရှိရှင်တရားကုန်နိုင်တယ်အဲ့လိုမျိုးအလူလူပူချော်လေးရောရှိတာပေါ့ကွာစားတော့မှာဒီလိုပဲဥိတ္တရီကတော့ပုံကျပုံကျကားချက်တွန်းနေရသူရောင်းတွက်မယ်နောက်ပြီးတော့ဝေးဖောက်တယ်နီးဖောက်တယ်စုံသွားတဲ့အခါမျိုးကြရင်လည်းပြုံစုံပြီးတဲ့အခါကျရင်တော့အဲ့ဒီတော့နည်းနည်းရောင်းကောင်းပြီးဥမော်သွားတော့ပေါ့အဲ့ဘုန်းကြီးကညနေ3:00ခွဲလို့တတ်မှတ်တာ3:00ခွဲကဥက ိုတည်ယူရတဲ့အခက်အခဲကြောင့်ကိုယ့်အကူသွားယူရတယ်ပြန်လာပြီးခုနေဖြစ်တယ်ဆိုတော့အနည်းဆုံး3နှစ်ခွဲလောက်ကိုပြီးတယ်ဒါပေမဲ့ခင်းလာနေပါလို့၄နှစ်ဆိုတော့တိတိကျကျရပါတယ်အဲ့ဝသားတို့တို့တမျိုးတည်းရောက်နေဝသားတို့တို့နဲ့ live fan မြန်ကြာကြံကြော်လေးနဲ့တို့ရောက်ပါတယ်သမီးပြည်ပြည်နဲ့တို့ရောက်ပါတယ်တော့ဦးကြိုက်နေတတ်တယ်ခုနေဖြစ်တယ်ဆိုရင် လာရောက်အားပေးနိုင်ပါတယ်ဟိုလည်းတခါတည်းကြာလို့ရှိရင်လက်ဟာမှုတွေရရှိတယ်ဆိုတော့လူများတဲ့ခါမျိုးကြတော့လေအဲ့ဝေးပြွားတဲ့ခါမျိုးဒီမှာလိန်ရင်းတာလေးတွေရှိတယ် ဲ့လိုလင်းနေတာကြီးရှိတဲ့ခါကျရင်လည်းခွလပါလို့ပြောလို့ဆိုအများနဲ့ဆက်ဆံပြီးကြောက်ဖက်ဖြစ်နေလို့ပါနော်တကယ်လို့စားကောင်းမယ်ဟိဆိုလို့ချူလို့ချင်းချင်းတဲ့ကောင်းရည်တော့ပြောပြပါစားမကောင်းဘူးဆိုဆန်းချောင်းမြို့နယ်မှာရှိနေဆန်းချောင်းမြို့နယ်တမျိုးနယ်တို့ကြောက်အောင်ပေါ်ပြောလိုက်ပါစားလည်းမမသိဘူးဒါပေမဲ့အစားဆုံးသွားလို့ဖြစ်လာခဲ့ရင်လည်းကိုကိုနေရလို့ကိုတမျိုးတည်းစားခဲ့ရင်တော့မပြည့်စရာအောင်တော့တာဝန်ယူဘာဖြစ်လို့ဆိုတော့ဒီနေ့အချိန်ယူဒီနေ့ဖြစ် ဒီနေ့ဝယ်သားကိုဒီနေ့လုတ်တဲ့အတွက်ကြောင့်လက်ဆက်စွာလုတ်ပေးထားတာအဲ့လိုမျိုးတော့မရှိဒါပေမဲ့တခါကြီးရတယ်တော့မမယဉ်ယဉ်ဖြစ်တတ်တဲ့ဟာလေးတွေရှိလိုက်တယ်အစားဆုံးသွားတဲ့ခါလေးပါလေးဒါပဲနော်ဘာဖြစ်လို့ဆိုတော့သူတို့စားတာတဲ့ဟာဆုံးသွားတဲ့ခါကျတော့မတည့်တာကြီးတည့်တာကြီးကသူဝဲတိမကူမတည်ဘူးလေအဲ့လိုမျိုးလေးတွေရှိနေရှိတယ်ဒါပေမဲ့စားကောင်းလို့စားရင်လည်းချင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 ်းပြင်းစားကြပေါ့နော်ဟိုကိုယ့်ရဲ့ကျန်းမာရေးနောက်ဆုံးဟိုလေးပြတာဥရောရောင်းရတာမရောင်းရတာတဲ့ကိုယ့်ရဲ့ကာစတမာတယောက် တခုခုဖြစ်သွားမယ်ဆိုဥရောကလည်းစိတ်မကောင်းဘူးလို့လို့မတတ်နိုင်ဟောစိတ်မကောင်းဘူးကဘာဒီမဲ့သွားဆမ်းမိလို့လဲဘလို့မှားသွားလို့လဲပေါ့အဲ့လိုမျိုးကြီးပေါ့ဘာကျေစပွဲရှိခဲ့လူကြီးကြွာလန်းရဲ့ဘာလို့ဒီမှာစရွန်လန်းစရွန်လန်း၅ချက်နဲ့ကုမြင်းကြီးရင်လုံးမြောက်ရက်ွက်ပေါ့နော်အဲ့မှာရောင်းပါလေကုနိုင်တဲ့ဝင်လေးနဲ့ခန်းလေးနဲ့အဲ့ရှီလေးတက်တက်မှာခင်းချင်းပြီးရောင်းပါလေအဲ့လိုမျိုး